ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေထူးဆူပါတယ် Champion Pay Set ဒီအားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကဥရောပ Champion League ပွဲစဉ်တွေရဲ့ပွဲစဉ်၄ရောက်ပြီဆိုတော့ပွဲစဉ်၄ဆိုတာတော့ halfway through ပေါ့လေရှစ်ပွဲကစားရတဲ့အုပ်စုရဲ့ League Phase ပွဲစဉ်တွေရဲ့ ပွဲရောက်လာတဲ့အချိန်မှာပထမ၃ပွဲအပြီးမှာ၃ပွဲဆက်တိုက်ရန်လုံးပြည်နိုင်ထားတဲ့အသင်းတွေရှိတယ်။အဲ့အသင်းတွေနဲ့အတူအခုချန်ပီယံလိပြိုင်ပွဲမှာပတ်စံဘလောက်ဆိုဖာရထားပြီးပြီလဲဘလို့အခြေအနေရှိကြလဲဆိုတော့ချန်ပီယံလိကကျွန်တော်တို့2024 25 25 26စီးစင်းမှာသူတို့က price တွေကိုတတ်မှတ်တယ်။ price ကအလုံးတည်ထားပြီးကကျွန်တော်တို့ချန်ပီယံလိပြိုင်ပွဲရဲ့ lead position တစ်ခုကနေ playoff အဆင့်ကိုစရောက်ပြီးဆိုတာနဲ့အသင်းတစ်သင်းတို့က euro leader တစ်ပါးနှစ်တန်းပေးတယ်။အဲအိုက်ကနေမှတစ်ဆင့် ချန်ပီယံလိရဲ့ကျွန်တော်ကပြောတဲ့အုပ်စုအဆင့်အခု10ပွဲခံရတဲ့ပုံစုစဉ် lead phase ကိုရောက်ပြီဆိုရင်အဲ့အသင်းတစ်သင်းတွက် total ဝင်ငွေဟာ Euro 16.6တန်းရတယ်ဒါကတော်တော်ကွာတယ်နော်အများကြီးတိုးတက်သွားတယ်အိုက်ကဒီမှာစေကျွန်တော်တို့အခု10ပွဲကန်တဲ့ခါမှာအခု3ပွဲစတိုက်နိုင်ထားတဲ့အသင်းတွေရှိတယ်ဘိုင်မြူနစ်တို့အာစနယ်တို့ပါရီစင်ဂျာမိန်တို့ရယ်မက်ဒရစ်တို့အင်တာမီလန်အသင်းတွေဒီလိုအသင်းတွေရှိတယ်အဲ့အသင်းတွေဟာတသင်းကိုတပွဲနိုင်တိုင်းမှာယူရို2တက်မှတန်းရပြီးတော့တည်ကြတဲ့အသင်းကယူရို ။အဲသူတို့ရှစ်ပွဲကစားပြီးတဲ့ချိန်မှာအဆင့်၁ကနေရှစ်တွင်းဝင်တဲ့အသင်းတို့အတွက်နောက်ထပ်အပူစုချင်းဝင်နှစ်တန်းရရှိပြီးတော့အဆင့်၉ကနေ၂၄တွင်းဝင်တဲ့အသင်းတွေအားလုံးက ယူရိုတပန်းရတယ်ဇက်တိုက်နေတဲ့သူတို့ knock out stage ဆိုတာဘယ်လိုလဲဆိုတော့အခု round of 32ပေါ့ round of 32ဆိုရင်အဆင့်24တွင်းဝင်တဲ့အသင်းတွေအားလုံးကယူရိုနောက်ထပ်တပန်းရပြီးတော့ကျွန်တော်တို့ရှုံးထွက်အဆင့်ရှုံးထွက်အဆင့်ဆိုရင်ခုနအဆင့်1ကနေ8တွင်းဝင်တဲ့အသင်းတွေက automatically ရှုံးထွက်16အသင်းကိုရောက်သွားတယ်အဲ့အသင်းတွေကြတော့နောက်ထပ်ဆက်တန်းရတယ်ဆိုတော့ကျွန်တော်အဆင့်1ကနေ8ဝင်ပြီဆိုရင်ရနိုင်မယ့်ပတ်စံကျွန်တော်ပြောပြမယ်ကိုကောင်က18တန်းရတယ်အဲ့18တန်းရတဲ့အချိန်တွေကနေကျွန်တော်တို့နိုင်ပွဲတွေရှုံးပွဲတွေကိုကျွန်တော်တို့ခဏထားလိုက် တော့အဲ့မှာ78တန်းရတယ်78တန်းကိုရှုံးထွက်ကိုရောက်တာက17တန်းရတယ်ပြီးတော့မှ128ဝင်တာက2တန်းရတယ်အဲ့2တန်းတည်းမှာ leaf face မှာကျွန်တော်၅ပွဲပဲနိုင်ပြအဲ့မှာ10တန်းရပြီဆိုအဲ့မှာဒီကျွန်တော်တို့ကရှုံးထွက်အဆင့်ကိုရောက်လာလို့ရှင် minimum အနည်းဆုံးမရဘူးဆိုရင်50တန်းကနေတန်း90အตาလေးရတယ်90တကယ်လို့10ပွဲလုံးနိုင်လို့ရှင်ခုနပြောတဲ့10တန်းတော့မဟုတ်ဘူးနောက်ထပ်10တန်းထပ်ရမှာဆို total တန်း90နီးပါးရတယ်ဆိုတော့ champion league ရဲ့ leaf face က ဝက်စင်တီကနေပွဲစဉ်ရှစ်နော့ကောက်ကိအဆင့်ရှစ်ရောင်းနော့စနစ်ကိုရောက်ပြီဆိုတာနဲ့အဲ့ဒီအသင်းတစ်သင်းရဲ့ဝင်ငွေဟာအုပ်စုပွဲတိုင်းနိုင်တဲ့အသင်းစုတိုးတင်90 50 50တန်းလောက်ထိဝင်ငွေရှိပြီးတော့မဟုတ်ဘူးအုပ်စုပွဲအပြည့်မနိုင်တော့တဝက်နိုင်ပြီးတော့ဒါတေပွဲတွေပေါင်းပြီးတော့အုပ်စုတစ်ကနေရှစ်တွင်းဝင်တဲ့အသင်းတွေတောင်မှ55တန်းလောက်ပြေးမလွတ်ဘူးဆိုတော့ဒါကကလပ်ရဲ့ financial ကိုအများကြီးထောက်ပံ့ပြုထားတယ်အခုကျွန်တော်တို့ဒီနေ့ဒါဥရောပ Champions League ပြိုင်ပွဲမှာသူတို့ ဒါအပြောင်းလဲနေနဲ့ကွင်းတွေဘဲကွင်းမှာကျင်းပမယ်ဆိုပြီးသူတို့ကြေညာထားတယ်ဆိုတော့အခုယူရောပဘောလုံးပွဲချုပ်ကဟိုတနေ့က UEFA ရဲ့ Executive Committee ရဲ့အစည်းအဝေးပွဲမှာ Barcelona ရဲ့ Spotify Camp Nou နဲ့ London က Wembley ကွင်းကြီးတစ်ကွင်းက Champions League ဘောလုံးပွဲရဲ့2029ပြိုင်ပွဲကိုအရှင်ဖြစ်ကျင်းပဖို့သူတို့ရှောက်ဖို့ရှိတယ်သူတို့ရဲ့ result တွေကို2026စက်တင်ဘာလမှာလုံးမဲ့အလုံးမှုဆောင်အစည်းအဝေးပွဲမှာသူတို့ရွေးမယ်အဲ့လိုပဲ Bayern Munich ကပြီးခဲ့တဲ့နှစ်ကမှပူပူနွေ့နွေ့ကျင်းပခွင့်ရတဲ့ Champions League Final ကို အရင်းစားအရီနာမှာ2028ပြိုင်ပွဲမှာသူတို့ကျင်းပဝင်ရဖို့ထပ်လျှောက်မယ်။ဆိုတော့အခုလောလောဆယ်ချန်ပီယံလိဂ်ကဒီနှစ်ရာသီ25 26ရာသီရဲ့ချန်ပီယံလိဂ်ဖိုင်နယ်ကိုဟန်ဂေရီနိုင်ငံဘူဒါပက်စ်ကဘူစကက်အရီနာမှာကျင်းပပြီးတော့20ခုမှာအက်တလက်တီကိုမတ်တူရဲ့ဝန်ဒါမက်ထရိုပိုလီတာနို၈နှစ်ကသူတို့ဘူစကက်အရီနာကယူရိုပါလိကျင်းပဝင်ရတာတော့ဘူစကက်ကမနစ်ကယူရိုပါလိဒီနှစ်ဖိုင်နယ်ဆိုဒီလိုပဲအခုလက်ရှိမှာဝန်ဒါမက်ထရိုပိုလီတာနိုဆိုရှင်းနှစ်မှာကျင်းပဝင်ရတဲ့အပြိုင်ပွဲကသူတို့2019တုန်းကလီဗာပူးကစပယ်စ်ကို နိုင်တော့ကချန်ပီယံဖြစ်တော့ကလည်းသူတို့ကျင်းပဝင်ရတယ်ပြောချင်တာက modern upgrade လုပ်တဲ့အသင်းတွေရဲ့ကွင်းတွေကိုသူတို့ကျင်းပဝင်ကိုပူပူပြီးပေးတယ်ဒါကြောင့်ကျွန်တော်ကြည့်လေ Premier League မှာ Arsenal ကွင်းချဲ့ခြင်းနဲ့ Manchester City ပြည်သက်တွေချဲ့နေတယ် Liverpool ပြည်သက်တွေချဲ့နေတယ် Man United ကြီးကွင်းတကြီးလုပ်ခြင်းနဲ့ United ဆိုရင်ဒါ Old Trafford မှာ Champions League Final ကျင်းပပြီးရကြပြီ Barcelona ဆိုလည်း Champions League Final ကို1996မှာနောက်ဆုံးကျင်းပတယ်အဲတုန်းက Manchester United ကဖလားသုံးရတဲ့နှစ်ဆိုတော့အဲ့လိုမျိုးကျင်းပတဲ့အချက်ပဲဆိုတော့ဒီနှစ်ရာဒီ club competition ပြိုင်ပွဲရဲ့အိမ်ရှင်ဖြစ်ကျင်းပခွင့်ရမယ့်ပွဲကို မေလ30ရက်နေ့မှာ Hungary နိုင်ငံ Budapest က Puskas Arena ပေးသက်6000ကျွဲရှိတဲ့ Puskas Arena မှာ Champion League ဘောလုံးပွဲကျင်းပမယ်။တခါ Europa League ပြိုင်ပွဲကိုမေလ20ရက်နေ့တူရကီနိုင်ငံက Istanbul မှာရှိတဲ့ Besiktas ရဲ့အိမ်ကွင်းကပေးသက်42500ရှိတဲ့ဒါက Europa League ပြိုင်ပွဲရဲ့ Final ကိုကျင်းပမှာဖြစ်ပြီးတော့ Europa Conference ပြိုင်ပွဲကိုတော့ Germany နိုင်ငံ RB Leipzig က Red Bull Arena မှာပေးသက်4800ရှိတယ် Red Bull Arena မှာမေ29မှာသူတို့ကျင်းပမယ်ဆိုတော့ Champion League Final ကနောက်ဆုံး ပြီးရင် conference ကဂျားထဲမှာဒီ Europa League ကအစောဆုံးဖြစ်ပြီးတော့အမျိုးသမီး final ကိုတော့မေလ24ရက်နေ့မှာ Norway နိုင်ငံ Oslo ကပေးသက်2000ရှိတဲ့ကွင်းမှာကျင်းပမယ် Norway ကဟိုတလောကပဲသူတို့အမျိုးသမီးပြိုင်ပွဲသူတို့ကျင်းပခဲ့ပြီးဒါကအခုဥရောပရဲ့ Champion League နဲ့ပတ်သက်တဲ့အခြေအနေဆိုတော့ဒီနေ့ရာသီဥရောပ Champion League ပြိုင်ပွဲရဲ့နှစ်ချုပ်မှာ Paris Saint-Germain လက်ရှိ Champion Louis Enrique ရဲ့အသင်းက သုံးပွဲကစားသုံးပွဲနိုင်ရာကူ73ကူပေးကူ3ကူနဲ့ရမှတ်ကိုမရတယ်သူတို့သုံးပွဲစတိုက်နိုင်တဲ့အတွက်ကြောင့်နောက်ထပ်အပူ6တန်းရထားတယ်အဲ့လိုပဲဘိုင်းမြူနစ်ကလည်း တုံးပွဲမှာကိုးပန်းရထားပြီးတော့ twin go 12ကိုပေးကို2ကိုသူလည်း go difference 10ကိုနဲ့သူလည်းစုစုပေါင်း6တန်းကျော်ရပြီးတော့ inter milan ကလည်း6တန်းကျော် arsenal လည်း6တန်းကျော်ဒီ၄သင်းပြီးတော့ real madrid က6တန်းဆိုတော့အဲ့ဒါက1 2 3 4 5ဆိုပြီးတော့သူတို့အဆင်လိုက်ရှိတယ်ထူးခြားတာက inter milan အသင်းနဲ့ arsenal က champion league ရဲ့ပထမ၃ပွဲမှာ ပေးကိုမရှိကစားထားတဲ့အသင်းတွေဖြစ်ပြီးတော့အင်တာမီလန်က6ဂိုးသွင်းပေးကိုမရှိ အာဆနယ်က8ဂိုးသွင်းပေးကိုမရှိဒီအခုလောလောဆယ်မှာ PSG ကတော့73ဂိုးနဲ့အများဆုံးသွင်းထားတယ်လုံးလုံးမနိုင်ထားတဲ့အသင်းကနှစ်သင်းပဲရှိတယ်အဲ့ဒါက Benfica နဲ့ IS နှစ်သင်းလုံးကချန်ပီယံလိချန်ပီယံဟောင်းနေဖြစ်ပြီးတော့သူတို့ကနိုင်ပွဲလုံးဝပျောက်ဆုံးထားတဲ့အသင်းတွေပါဆိုတော့အခုကျွန်တော်တို့ပွဲစဉ်လေးမှာသုံးပွဲဆက်နိုင်ထားတဲ့အာဆန်ကဆလာဗီယာပရာဟာကိုအဝေးကွင်းသွားကန်ရမယ်နာပိုလီနဲ့အိုက်ထရန်ဖရန်ဖတ်ရှိတယ်။အက်တလက်တီကိုမက်ဒရစ်နဲ့အူနီယံစိန်ရှိမယ်။ဘူဒိုကလင်ကမိုနာကိုရှိမယ်။ဂျူဗန်တက်စ်ကစပိုတင်လစ်ဘွန်ရှိပြီးတော့လီဗာပူးနဲ့ရီယယ်မက်ဒရစ်ရဲ့ချန်ပီယံလိဟဲဝေးကလပ်အနသင်းရဲ့အန်ဖီကွင်းကထိတ်တိုက်ဆုံးတွေ့ပွဲရှိတယ်။နောက်ပြီးတော့မှအိုလံပီယာကောနဲ့ PSV အိုင်ဟိုဗန် နောက်တစ်ဖက်ကနောက်ထပ် heavy clash ဖြစ်တဲ့ Paris Saint Germain နဲ့ Bayern Munich တို့ရဲ့ထိပ်တိုက်ပွဲပြီးတော့မှ Tottenham Hotspur နဲ့ Copenhagen ဆိုပထမနေ့မှာ Liverpool နဲ့ Real Madrid PSG နဲ့ Bayern ပွဲကအားလုံးရဲ့ heavy clash ဖြစ်တဲ့ဒုတိယနေ့မှာ Pafo က Villarreal ဖြစ်မယ်ပြီးတော့မှ Carabao နဲ့ Chelsea IS နဲ့ Galatasaray Club Brugge နဲ့ Barcelona Inter Milan က Kai Resort Inter Milan က၅ပွဲဆက်တိုက်ထိကြပေါင်းနိုင်အောင်မှာဖြစ်ပြီးတော့ မန်ချက်စတာစီးတီးကဘူရီရှတ်တိုမန်နျူကာဆယ်ယူနိုက်တက်ကအတ်လက်တစ်ကလပ်မာဆေးနဲ့အတ်လန်တာဘန်ဖီကာနဲ့လီဗာပူးဆင်ဆိုဒုတိယနေ့ကတော့ကျွန်တော်ပထမနေ့လောက်တော့ excited ဖြစ်စရာအရင်ကြီးတော့မရှိဘူးပေါ့လေဒါပေမဲ့အခုဒီနေ့ရာသီမှာကီလီယန်အမ်ဘတ်ပေးနဲ့ဟာရီကိန်းက၅ကိုးစီတွင်းထားတယ်သူတို့ကတော့ထုတ်ကိုးဆိုတာအများဆုံးတွင်းထားပြီးတော့ Marcus Rashford ရဲ့ Haaland ရဲ့ Anthony Gordon တို့၃ယောက်က၄ကိုးစီတွင်းထားတယ်အဲ့ထဲမှာ Harvey Barnes ရဲ့ လော်ထာရိုမာတီနာအော်ရှီမန်အီဂါရဲ့ပြီးတော့မှဒါကိုရက်စ်ရဲ့နမချာရဲ့ဖာမင်လိုပတ်စ်နဲ့ဂါဘရီယယ်မာတီနယ်လီတို့က၃ခုစီတွင်းထားတယ်ဒါကတော့ဥရောပချန်ပီယံလီးရဲ့ကျွန်တော်တို့စိတ်ဝင်စားစရာကောင်းတဲ့ပွဲစဉ်တည်ရဲ့ဒါအခုဒီတစ်ပတ်ချန်ပီယံလီးပေါ့လေဆိုတော့ကျွန်တော် estimate အားဖြင့်ဥရောပချန်ပီယံလီး ဘူးဆွဲပြီဆိုရင်နံပါတ်1025 FIFA Club World Cup ပြိုင်ပွဲကိုဝင်ခွင့်ရမယ်။နံပါတ်2အသင်းတသင်းဟာတန်150နဲ့တန်180ကြားဝင်ဝင်ရှိမယ်။ Super Cup ခံရမယ်။ FIFA ရဲ့တိုက်ကြီးလိုက်ဖလားပွဲတစ်ခုထပ်ခံရမယ်။ ဒါအပြင်ကိုစုချင်းငွေတွေအများကြီးရရှိမှာဆိုချန်ပီယံဖြစ်တဲ့အသင်းတစ်သင်းရဲ့နောက်ဆက်တွဲဝင်ငွေကကြောက်ခမန်းလီလီဖြစ်တယ်ဆိုဒီတစ်ခေါက်ချန်ပီယံလီဖိုင်နယ်ကိုဒါဟန်ဂီရီနိုင်ငံဘူဒက်စ်ဘက်ကဘူစကက်အရီနာမှာကျင်းပမှာဖြစ်ပြီးတော့မေ30ဆိုင်ပွဲတွေအားလုံးကိုဝေါ်ကပ်ပြိုင်ပွဲမတိုင်ခင်မှာခက်ပြက်ပြက်ဖြစ်မှာဖြစ်တယ်ဒါကတော့ဥရောပချန်ပီယံလီပြိုင်ပွဲရဲ့ဒီဘက်အစိတ်ဝင်စားစရာပွဲစဉ်လေးမတိုင်ပြီးအကြောင်းတွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်